ိစာ writing ကောင်းမှုဆရာရဲ့လက်နာရည်နဲ့အတူဒီနေ့ရေးမယ့်အကြောင်းအရာလေးကတော့အသက်အရွယ်ကြီးရင်လာတဲ့မိဘတွေကိုဘယ်လိုဆက်ဆံရမယ်ဆိုတဲ့အကြောင်းအင်္ဂလိပ်လိုလေးပြန်ရေးမှာဖြစ်တယ်ပေါ့နော်။ vocabulary အသစ်နဲ့ usage အသစ်တွေရသွားမယ်။ခါတိုင်းရေးနေတဲ့ကြီးဟန်တဲ့နည်းနည်းလေးပို့ပြီးခက်ခဲတဲ့ကြီးဟန်လေးတွေပါတယ်ဆိုပေမဲ့လည်းကြီးလိုက်တဲ့ခါကျတော့လည်းအဲ့ဟာလေးတွေကကိုယ်ကသိသွားတာပေါ့နော်။အဲ့လိုပဲနေတိုင်း vocabulary ရဲ့ရေးဟန်ရဲ့စုဆောင်းရအောင်ဖြစ်ရင်လည်းကိုယ်အင်္ဂလိပ်စာစွမ်းရည်ကိုမြင့်တင်အောင်ကြိုးစားလို့ရတယ်။ အဲ့တော့နေတိုင်းရေးနေရဆရာလန်တာများဗီဒီယိုလေးခါလေးရက်ပြီးတော့ကိုမကိုပတ်စံနဲ့အရင်ပြောကြည့်လိုက်။မရတဲ့နေရာလေးရှိလေးခါကျဆရာရှင်းပြလိုက်တဲ့ဟာနဲ့အဝင်ခွင့်ရဖြစ်သွားပြီးတော့ဒီ server ကလေးကကိုယ့်ရဲ့အပိုင်း server ကလေးဖြစ်သွားတယ်။ဒီနေ့မှစတွေ့ရလန်တာများကတော့ဒီကောင်ကခက်ခဲလို့ယူဆမယ်ဆိုရင်ဒီ series ရဲ့အခြေဆုံးမှာဆရာတင်ထားတဲ့အင်္ဂလိပ်စာအောက်တက်ခြေဖို့ရက်30ဆိုတဲ့ series ကို day 1ကနေ day 30အထိကုန်ဆောင်ကြည့်လိုက်မယ်ဆိုရင် အောက်တက်ခြေသွားပါလိမ့်မယ်။ပြီးရင်ဒီကောင် day 1ကနေဒီနေ့ရောက်လာတဲ့အချိန်ထိဒီနေ့ဒီပုဒ်စီကြည့်လာခဲ့လေ့ကျင့်လာခဲ့ကြမှတ်လာခဲ့ဒါဆိုအင်္ဂလိပ်စာဆိုရင်ကောင်းလာမှာပါ။ ဲကဲဆရာတော်ပြောပြပြီပေါ့အတန်းရွယ်ပုံမင်းလာတဲ့မိဘတွေကိုချက်ချင်းမြတ်တာနဲ့လေးစားမှုတွေနဲ့ဆက်ဆံခြင်းကဲနည်းနည်းနော်နော်ဆောက်ချက်ကြီးမဟုတ်ဘူးဆက်စားခြင်းစားချောင်းကနေခတ်နေပြီဆိုရင်လက်မသွားနိုင်ပါဘူးဆရာပြောပြပေးမယ်ဒီစာပိုက်ကမနေ့ကရေးတဲ့ဒီသားသမီးတွေကိုဘယ်လိုပြုစုဆောင်ရှောက်မလဲဆိုတဲ့စာပိုက်နဲ့ဆင်းတယ်ဒီဆက်ဆံခြင်းဆိုတဲ့ ing ကနေစပြီးရောရေးရတယ်ဆက်ဆံတယ်ဆိုတော့အရင်လိုဘယ်လိုခေါ်လဲဆိုရင် treat လို့ခေါ်တယ်ဆက်ဆံခြင်းဆိုတော့ treating ဆက်ဆံခြင်း ဒါဒါဒါ VNG ကိုဆရာဂျာရန်နေနဲ့သုံးထားတာ VNG ကိုတစ်လုံးနဲ့ရင်းဂျာရန်လို့ခေါ်ရဲအချင်းလို့ဒီမှာထွက်တယ်ဆက်ဆံခြင်းပြီး object ထဲမှာပါဘသူ့ကိုဆက်ဆံခြင်းလဲအသက်အရွယ်အိုမင်းလာတဲ့မိဘပဲဆိုတော့အသက်အရွယ်အိုမင်းလာတာကိုဆိုတော့ aging parents လို့ခေါ်တယ်အဲ့တော့ treating aging parents ဘာနဲ့ဆက်ဆံခြင်းလဲချစ်ချင်းမေတ္တာနဲ့လေးစားမှုတွေတဲ့ဒီနဲ့တော့နှင့်လို့ဆိုတော့ witness ရတယ် with ချစ်ချင်းမေတ္တာ love အချစ်ချင်းမေတ္တာနဲ့ လေးစားမှုကြတော့ respect ISPCT respect အဲ့ဒီမှာ subject ကပြီးသွားတာအဲ့တော့အသက်အရွယ်ကြီးပြင်းလာတဲ့မိဘတွေကိုချက်ချင်းမြတ်တာရေးလေးစားမှုတွေဆက်ဆံကြရအောင်အလွန်အရေးကြီးတယ်အခုမှအရေးကြီးရလာမှာ important ပေါ့အရေးကြီးတာအလွန်အရေးကြီးရဆို very important ပေါ့ဒါပေမဲ့အရေးကြီးဒီမဟုတ်ဘဲအရေးကြီးသောဖြစ်နေတယ်ဘောဒီဖြစ်အောင်ဒီရှိမှာ IMS ထည့်ပေးရမယ်ဆက်ဆံကြရတော့ကိစ္စရဲ့တခုရဲ့ဆိုဆရာ is ပဲတော့လိုက်တယ် The treating aging parents with love and respect is very important ငါတို့ငယ်စဉ်ကသူတို့ကငါတို့ကိုဘူးခိုင်ဆိုင်ခဲ့ကြတယ်။ငါတို့ငယ်စဉ်အခါကဒီဒေါ်အခါကဆိုတော့ဝမ်းလေးနဲ့ဆိုတော့ရေးရတယ်။ငါတို့ဆိုတော့ we ငယ်တာ young ငယ်ပဲတော့ဒေါ်ကိုဒီဖြစ်အောင် MS ထည့်ရမယ်။အတိတ်ဆိုရင် what's way ထည့်ရမယ်။ငါတို့ငယ်တာအတိတ်ကငယ်ပြီးသွားပြီဆိုတော့ what's way အောင်တုံးမယ်။အများဆိုတော့ where တုံးလိုက်မယ်။အတိတ်မဟုတ်လို့ဘာတူကိုတုံးတာပေါ့နော်။ when we were young ငါတို့ငယ်စဉ်အခါကသူတို့ကဆိုတော့ they subject ပြန် verb ကိုလိုက်ရှာခယူဆိုင်ခဲ့ကြရဲဆိုတော့ care ဆရာကြီးဒီ care နောက်မှာ forward မြင်လိုက်တယ်ဘလို့ဘယ်ယူဆိုင်တာလဲ value ဘာကြောင့်ဆရာတုံးလိုက်တာလဲဘယ်ယူဆိုင်တာအတိတ်ဖြစ်သွားမှာလို့ငါတို့ကိုဆိုတော့ s အတိတ်မလို့ဒါ value ကြီးရပြောပါတကယ်တော့မိဘတွေအသက်ကြီးရသိသားသမီးတွေကို view ဆိုင်တုံးမှာပဲဒါကြောင့်ဆိုတော့ so အခုဆိုတော့ now သူတို့ကယူဆိုင်ကိုငါတို့ရဲ့အလှည့်ဖြစ်ပါတယ် subject မရှိဘူး subject မရှိတော့ idea ကို subject အတုအနေနဲ့ခလိုက်မယ် it is ဖြစ်ပါတယ်ဘာဖြစ်တာလဲငါတို့ရဲ့အလှည့်ဖြစ်တယ်ငါတို့ရဲ့အလှည့်ကိုဆိုတော့အဲ့လို our time လို့ခေါ်တယ် ာလို့ဖွယ်လဲသူတို့ကို glue site ဖို့ဆိုခုနလိုပဲ to care care နောက်မှာ verse 0ဖြစ်သွားပြီ။ဒါကြောင့်လဲ to နောက်မှာ verse 0ပဲလာမယ်ဆိုတော့ care မှာဒီကောင်လုံး ed သွားထည့်လို့မရတော့ဘူး to care for them သူတို့ပြန်ပြီး glue site ဖို့လည်းဖြစ်ပါရဲ့။ငါတို့ကသူနဲ့အတူအချိန်ကုန်ဆုံးတဲ့လေငါတို့ဆိုတော့ we subject ပြင် verb ကိုသွားမယ်။သင်တယ်ဆိုတာလည်းဘယ်လိုရေးမလဲဆိုရင် should အချိန်ကုန်ဆုံးတယ်ဆိုတာကို spend time လို့ခေါ်တယ် အချိန်ကိုတုံးတာပေါ့အချိန်ဖြုံးတယ်လို့ဆိုတာမဟုတ်ဘူး waste မဟုတ် span အချိန်တုံးတယ်ဘယ်သူနဲ့လဲသူနဲ့အတူဆိုတော့ with them ကောမသူတို့ရဲ့ဇာလန်လေးတွေကိုနားထောင်တင်တယ် listen to listen တော့မပြန်ထူလိုက်တာဘာလို့လဲသူတို့ရဲ့ဇာလန်လေးတွေဆိုတော့ there are stories ဟုတ်ပြီသူနဲ့အချိန်လေးတွေပေးတင်တယ်သူတို့ရဲ့ဇာလန်လေးကိုနားထောင်တင်တယ်ကျင်နာရဲ့စကားလုံးလေးတစ်ခုက subject ကအားလားလေးအဲ့တော့ uh kind what လား ဂျင်နာစကလုံးတစ်ခုက subject ပြင်ဖက်ကိုသွားမယ်ဖြစ်စေတယ်ဖြစ်စေနိုင်တယ်ဆိုတာဖြစ်စေရဆိုရင်တော့ make ပေါ့နော်ဖြစ်စေနိုင်တယ်ဆိုတော့ can make make object adjective လို့ဆက်သင်ပေးထားတယ်ဘသူ့ကိုဖြစ်စေရလဲသူတို့ကိုဖြစ်စေရဆိုတော့ them ဘာဖြစ်စေရလဲပျော်ရွှင်စေရဆိုတော့ happy adjective happy လေးထည့်တယ် make them happy သူတို့ကိုပျော်ရွှင်စေနိုင်ပါတယ်။ကျွန်တော်ချက်လိုက်အောင် treating aging parents with love and respect is very important when we were young they care for us. So now it's our turn to care for them. We should spend time with them, listen to their stories. A kind word can make them happy. ဒါဆိုရင်ဒီနေ့မှာဆိုလို့ရှိရင်လည်းအသက်အရွယ်ကြီးလာတဲ့မိဘတွေကိုဘလို့ပြောဘလို့ဆက်ဆံရမယ်ဆိုရင်အကြောင်းအရာလေးကိုအင်္ဂလိပ်လိုပြောတောင်ဆရာသင်ပေးခဲ့ပြီးပြီဖြစ်ပါရဲ့။ဒါလေးကိုနေ့တိုင်းလေ့ကျင့်ကျင့်မှတ်ထားခြင်းဟာအချိန်မုတ်တစ်ချိန်မှာအသုံးဝင်လာမှာပဲဖြစ်ပါရဲ့။အဲ့တော့နေ့တိုင်းအဲဆွေးရှိရှိနဲ့စူးစမ်းလေ့ကျင့်ကြပါ။အကျိုးလုံးဝမရုပ်ပါဘူး။လုံးဝအကျိုးရှိနေပါပါ။ Fight တယ်မှာ။